ကျောင်းဝင်အားလုံးပဲမြင်တော့ပါ Dragon and Fish Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဘာဘူးတင်းရဲ့နောက်ဆုံးရသတင်းနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများအားတင်ဆက်ပေးနေတဲ့ဇင်မင်းပါ။ဆိုတော့ကျွန်တော်တို့ဘာဘူးတင်ကတော့ပြီးများလေးပွဲစဉ်၈အပြီးမှာ၅ပွဲနိုင်၃ပွဲရှုံးနေဆိုတဲ့ရလနဲ့အခုလက်ရှိတော့အဆင့်၄နေရာချီကိုဆင်းပေးထားရတယ်။အဆင့်၁ကတော့အကုန်လုံးသိတဲ့အတိုင်းအာဆင်နယ်ပေါ့လေအဆင့်၂မှာတော့မန်ချက်စတာစီးတီးရှိပြီးတော့အဆင့်၃မှာဘုံမောင်အတင်းရှိတယ်။ ဆိုတော့ဘုံမောင်းနဲ့လက်ရှိမှာကဒါကျွန်တော်တို့လိုပါဘူးတင်တဲ့ကရာမတ်တူပေဘူးတူရာဘူးတူဒါပေမဲ့ဘုံမောင်းအတင်းကအစင်သုံးမှာလက်ရှိရှိတယ်ဆိုတော့ကျွန်တော်တို့လိုပါဘူးအတင်းကဒီယာဒီမှာတိုက်စစ်ကလက်ရှိအချိန်ထိပွဲစဉ်ရှင့်ပြီးမှာ14ဂိုးရထားတယ်ဒါကကျွန်တော်တို့ကျင်နဲ့လို့ရတဲ့တိုက်စစ်တစ်ခုလို့ပြောလို့ရတယ်ဒါပေမဲ့ခံစစ်မှာက17ဂိုးအထိပေးထားရတယ်ပွဲစဉ်အရှိအပြီးနော်ပြီးများလိုက်ပွဲစဉ်ရှင့်ပြီးမှာ17ဂိုးအထိပေးထားရတယ်ဒါကတော့ ဘယ်လိုပြောမလဲဗျာချန်ပီယံဖြစ်ခြင်းနဲ့အသင်းတသင်းချန်ပီယံဖြစ်စေခြင်းနဲ့ပြိသက်တွေအနေနဲ့ကတော့ဒါကတကယ်လုံလောက်နေတဲ့ခံစစ်ဆွမ်းဆောင်ရည်မျိုးဟုတ်မနေဘူးအထူးသဖြင့် DRD မှာကျွန်တော်တို့နောက်တန်းခံစစ်နေရာမှာကတော်တော်လေးခုမှတိုင်ပတ်နေတာဗျာဒီခံစစ်နေရာကိုကျွန်တော်တို့ဒီပြိုင်ပွဲတွေမဆခင်တကယ်ကဒါကျွန်တော်တို့ဈေးကွက်တွေအချိန်ရှိနေကလေးကဗျာကျွန်တော်ပြိသက်တွေအကုန်လုံးရောဘောလုံးသုံးသက်သူတွေအကုန်လုံးရောလဘဝူးရဲ့တချို့ဒါအမာခံဂျာနယ်လစ်တွေအကုန်လုံးကိုဒီခံစစ်နေရာကြီးကိုလက်ညှိုးထိုးပြကြတယ်ဒါပေမဲ့ နီးပြားဖြစ်သူအာနိရှ်လော့ကအကုန်လုံးသိကြတဲ့အတိုင်းပဲသူဘလောက်ထိအောင်လုံနိုင်လဲခံစစ်မှာကစိတ်ပူစရာမလိုတဲ့အကြောင်းကိုသူတခွတ်ခွတ်ပြောတယ်ခံစစ်ခေါ်ဖို့ပြောတန်းအမြဲတမ်းလိုလိုညင်းနေနောက်ဆုံးမှာသူတို့ရဲ့ပြစ်မှတ်ကမက်ခေတူပဲထားတယ်မက်ခေကတကယ်တကယ်တမ်းမှာလွဲချော်သွားတဲ့အနေအထားမျိုးမှာလဘဘူးရဲ့ခံစစ်အတွက်နောက်ထပ်ကစားသမားတူရောက်မလာတော့အဲအဲ့ဒီအနေအထားမျိုးမှာလည်းလက်ရှိလဘဘူးရဲ့ခံစစ်ကတောက်လျှောက် တောက်လျှောက်အတွင်းကိုပြီးရတယ်ဆိုတော့ ဒါကလဘာဘူးအသင်းအတွက်တော်တော်လေးကိုမစိတ်ပြက်စရာကောင်းတဲ့ခံစစ်တစ်ခုကိုဒီရာဒီမှာဆက်ပြီးတော့မြင်ရတယ်။ဆိုတော့တော်တော်လေးကိုမှဒါမကောင်းတဲ့အရာပြအသင်းအတွက်တော်တော်လေးကိုမှ negative ဆန်နေတဲ့အရာဖြစ်တယ်။အတင်းရဲ့တိုက်စစ်ကဘလောက်ပဲသွင်းကိုးတွေသွင်းနေပါအောင်ဗျာလက်ရှိမှာကခန်းစစ်ကကိုးတွေပေးနေတယ်များလို့ကျွန်တော်တို့ကနိုင်ပွဲတစ်ပွဲကိုဥတီဖို့တော့ကတော်တော်လေးဟိုမှာခက်ခဲနေတာအထူးသဖြင့်ဗျာကျွန်တော်တို့ဒီရှုံးခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်တို့ဒီကမ်းဘက်ပြန်လာတဲ့ပွဲတွေကြီးပဲသုံးပွဲလုံးက ကျောင်းခဲ့တဲ့လေးပွဲလုံးကဗျာကျွန်တော်တို့ကမ်းဘက်ပြန်လာတဲ့ပွဲတွေကြီးပဲထားလိုက်ပါတော့ဒါကာရတာစာရီကတော့ထားလိုက်တော့ကျွန်တော်တို့တွေကဒါပနတီကနေပြီးသွင်းကိုတကူဖွင့်ပြလိုက်ရအဲ့ဒါကထားလိုက်အောင်ဒါကျွန်တော်တို့ပရီးမီးယားလိဂ်၃ပွဲဆက်တိုက်ရှုံးတဲ့နေမှာခရစ်စတယ်ပဲလိဒါကျွန်တော်တို့ရေ 1C ပေးရတယ်11 saturation ဖြစ်တယ်ကျွန်တော်တို့21ဆိုရကြလည်းနေပြန်ပေးရတယ်နော်ကျွန်တော်တို့ကတကယ်တကယ်11 saturation အနေထားမျိုးမှာကျွန်တော်တို့ကဂိုးရဖို့အတွက်ပဲတိုက်စစ်ကတိုက်စစ်ပြီးတိုက်စစ်သွားနေတဲ့အချိန်မှာခံစစ်ကတကူပေါက်လို့ရှိရင်တလုံးပေါက်ရင်တလုံးပြန်ပြီးနေရတယ် အဲအဲ့နေရာမျိုးမှာကျွန်တော်တို့ရဲ့တိုက်စစ်ကဘလောက်ပဲကောင်းကောင်းများတိုက်စစ်ကဘလောက်တည်အောင်ပဲအလုပ်တွေလုပ်ပြလုပ်ပြခံစစ်ကတလုံးပေါက်လို့တလုံးကိုးနေတဲ့နေတိုင်းမျိုးကအဆင်ပြေမနေတော့အဲထို့အတူပဲကျွန်တော်ချယ်ဆီနဲ့ပွဲမှာလည်းကျွန်တော်1-0ဖြစ်တယ်1 saturation ပြန်ဖြစ်တယ်ပြီးရင်2-1ဆိုတဲ့ရလဒ်နဲ့ပြန်ရှုံးတယ်အဲအတူတူပဲ United နဲ့လည်းဒီတိုင်းပဲဒီပုံစံပဲဒီပုံစံနဲ့ပဲ1-0ဖြစ်တယ်1 saturation ဖြစ်တယ်တိုက်စစ်ကဂိုးရဖို့ကြိုးစားတယ်ပြန်ပေါက်လာတယ်တလုံးပြန်ပြေးလိုက်ရနော်အဲ့ဒါတွေက ဒီရာဒီလောဘူအတင်းအတွက်ကိုအဓိကရှုံးနိုင်စေခဲ့တဲ့အရာတွေကြီးပဲဗျာဒီလားကျွန်တော်တို့ဒီရာဒီမှာလောဘူကမှန်နေဗျာခံစဲတိုက်စစ်ကွင်းလည်းမှာကဟန်ချက်တိတ်မညီဘူးဒါပေမဲ့ကျွန်တော်တို့တိုက်စစ်တွေဘာတွေမှာကတိုက်စစ်တွေကွင်းလည်းတွေမှာကအဲ့လောက်ထောင်ကျွန်တော်တို့တည်တံနေတဲ့အထက်မှာပါမနေဘူးဗျာဒီလားတိုက်စစ်ကတော့မိုးစာလာကတိတိနေတာခြေသွမ်းကြလာတယ်ဒါကိုကျွန်တော်တို့လက်ခံရမယ်ကွင်းလည်းမှာကဖရန်ဗီရက်ကခြေသွမ်းမပြဘူးဆိုရင်တော့မပဲသူတခါတလေကြလို့ရှိရင်သူလုတ်ပေးနေတဲ့အရာတွေကတော့တော်တော်လေးကောင်းတဲ့အရာတွေရှိခဲ့တယ်ဒါပေမဲ့ ဒါကျွန်တော်တို့ရဲ့ခံခံစက်နေရာမှာကျတော့ဘသူ့ကိုကောင်းနေလို့သွားပြောအောင်အဒီကျမှာပြကျွန်တော်တို့ခံစက်၄နှစ်ရာကိုကြည့်မယ်ခံစက်၄နှစ်ရာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ပထမအဦးဆုံး right back နေရာကိုစကြည့်မယ်အဲအဲ့နေရာမှာနေစပြီးတော့စကားပြောဖို့ကတိုင်ပက်ပြီဗျာဒီလားဘာလို့လဲဆိုတော့ခံစက်မှာကခံစက်အဲ့ right back နေရာမှာကဘသူကအဓိက player ဘသူက fresh choice လဲဘသူက main player အဲအဲ့နေရာက domain နဲ့ဆိုဖို့ဆိုင်စင်းစော့တယ် frame bound စော့တယ် corner bradley စော့တယ်ဒီကမှာ၃ကအလဲကျပုံစံမျိုးတော့ဖြစ်နေတာခုနောက်ပိုင်းဆိုဗျာ မီဗျာကဒိုမီနိတ်ဆိုဖာဆိုင်ကိုကွင်းလင်းမှာပြန်သုံးပြီးတော့ဘရက်ဒလီကိုပြန်သုံးတယ်ဘရက်ဒလီကလည်းအကောင်းဆုံးပုံစံဟုတ်မနေဘူးကီလီယန်အမ်ဘာပေကိုအိတ်ကက်ထဲခဲထည့်ခဲ့တဲ့ဘရက်ဒလီဆိုတာဗျာကျွန်တော်တို့တစ်ချိန်လုံးကအိမ်မက်မက်ခဲ့သလားတောင်ထင်ရတယ်လက်ရှိဘရက်ဒလီရဲ့ခြေစွမ်းကတော်တော်လေးကိုမှအဆင်ပြေမနေဘူးအဲ့ညမှာဖရင်ဘောင်ကိုလည်းနီးပြကမှသုံးကြည့်ဦးဖရင်ဘောင်ကိုသုံးရင်လေငိုဆာလာကတိုင်ပတ်ပြန်ရောငိုဆာလာကသူ့အနေသူတော်တိုင်ပတ်နေတာဗျာဖရင်ဘောင်ကငိုဆာလာရဲ့နေရာကြီးကိုနောက်ကနေပြီးတော့လိုက်လိုက်ဆော့တဲ့ခါမှာတော်တော်လေးကိုအဆင်မပြေဘူးဖြစ်တယ်ဆိုတော့ အဲ့ဒီအတွက်လေဖင်မောင်ကိုမသုံးပြအောင်ဆိုတော့အဲ့ညံမှာလေဘယ်ကစားသမားကအတီးကြမှမသိရအောင်အဲပြီးလို့ရှိရင်ကျွန်တော် CV နှစ်နေရာကိုသွားကြည့်မယ်နော်ကျွန်တော်ဘဝကန်စစ်နေရာမှာဘာဂေဗန်နိုင်းရဲ့အိပိုင်မှာကိုနာတည်ရှိတယ်ဘာဂေဗန်နိုင်းကအသက်အရွယ်တစ်ခုကြီးရာတော်တော်လေးကိုနှေးလာပြီဆိုတဲ့အထက်မှာပါတယ်ဗျာဘာဂေဗန်နိုင်းကအစောကြီးကတည်းက तू ကအယမ်းမြန်တဲ့ကစားသမားမဟုတ်ဘူး तू က 1v1 defender အယမ်းကောင်းနေ 1v1 defend နေမှာအယမ်းကောင်းနေဘောလုံးလမ်းကြောင်းတွေတွတ်စားတဲ့နေရာမှာအယမ်းကောင်းနေ तू crossbody ကိုအကောင်းဆုံးရှင်းထုတ်နိုင်တယ်ဒါတော့ပဲ သူကအရန်မြမြန်ဆန်ဆန်ကြီးပြန်မြန်နှုံးမြင်ကစားတာမှမဟုတ်ဘူးသူ့ကိုပြစပေးတွေရှာပြီးစပေးတွေကိုထိုးထိုးထဲတဲ့ပြိုင်ဘက်အသင်းနေတဲ့အတွင်းအမြဲတမ်းဖာကေဘတ်တိုင်းကတန်တိုင်ဘက်တယ်ဒါကြောင့်မလို့သူ့ရဲ့ဘေးနားမှာခက်မြန်မြန်ကစားသမားတဦးကအမြဲတမ်းကုထားဖို့လိုတယ်ဗျာဒီလားပုံမှန်တိုင်းဆိုရင်အန်ဒရီရောဘတ်ဆင်မကြခင်တုန်းကမနစ်ကတုန်းကအန်ဒရီရောဘတ်ဆင်မကြသေးဘူးအဲ့တော့အန်ဒရီရောဘတ်ဆင်ကနည်းနည်းလေးညံသေးတယ်လို့ပြောလို့ရတယ်။နည်းနည်းလေးညံသေးတယ်လို့ပြောလို့ရတယ်။ခန်စစ်တဲမှာအလက်ဇန္ဒားအာနူလည်းရှိနေတာဆိုတော့ဗျာ။ကွင်းလယ်မှာရှိတဲ့ဒိုမီနစ်ဆိုရှယ်လိုင်းတို့ဂရန်ဘတ်တို့ကလည်း နောက်ကိုစင်းစင်းကူတယ်အလစ်စတာတို့ကလည်းအဲ့ဒါကြောင့်မလို့ပြီးခဲ့တဲ့ရာသီကကျွန်တော်ဘာမှမသိတော့ဘူးဒါပေမဲ့ဒီရာသီကွင်းနယ်အတွဲဘက်ကလည်းအဆင်ပြေမနေတော့ဘာကေဘန်တိုက်အတွက်ကတော်တော်ကြီးကမှပြဿနာကြီးနေတာစပေးလွတ်တွေအများကြီးအများကြီးပေးရတယ်အဲ့စပေးလွတ်တွေကနေပြီးတော့တဆင့်မဲ့ဒါပြိုင်မဲ့တွေကိုဂိုးတွေခွင့်ပြုရတယ်ဆိုတော့သူ့ရဲ့ဘေးနားမှာဘယ်သူရှိလဲအီဗရာဟီမကူနာတေးရှိတယ်အီဗရာဟီမကူနာတေးဒီရာသီမှာဘာလို့ပြတယ်ဘာမှလုံးမပြဘူးဗျာသူလုံးပြတာဆိုတော့ဗျာဂိုးတွေခွင့်ပြုရအောင်သူလုံးပြတာပဲရှိတာ တော်တော်လေးဟိုမှာအခြေအနေဆိုးတယ်ဗျာအီဗရာဟိမကိုနာတိကဒါကြောင့်တန်တန်တို့ဖို့အတွက်အဆင်မပြေကြတဲ့ကဗျာသူ့ရဲ့ခြေစွမ်းကြီးကနည်းနည်းလေးဟိုဘယ်လိုပြောလဲတန်တရအောင်ဝင်နေဗျာတစ်ခါလေးကြာဒီကောင်ငါတို့အသိမဲ့မကစားကြည့်လို့များတသက်လုံးနေတလားလို့တော့ထင်ရတယ်ဒါပေမဲ့သူကတော့ဆော့တာတော့အကောင်းဆုံးတော့ဆော့နေတာလေပေါ်ပဲပေါ့လေဒါပေမဲ့လေကျွန်တော်တို့မြင်တွေ့ရတာကအီဗရာဟိမကိုနာတိကတော်တော်လေးအဆင်မပြေတဲ့ထင်မှာပါတယ်သူကလည်းအတူတူပဲဗျာဗာဂေဘန်ဒိုက်ရဲ့ဥဆောင်မှုအောက်မှာလိုက်ပြီးတော့ကစားရတယ်ဗာဂေဘန်ဒိုက်ကအဓိကခံစေချောင်းကိုဥဆောင်နေသူ့ရဲ့ဥဆောင်မှုအောက်ကနေပြီးတော့အီဗရာဟိမကိုနာတိကလိုက်ကစားတယ် ပုံမှန်နှစ်တည်ဆိုရင်တော့အဆင်ပြေတယ်။ဘာဖြစ်လို့လဲဆိုတော့ပုံမှန်နှစ်တည်မှာက Vagel Van Dyke ကလည်းအခုလောက်မကြသေးဘူး။အခုလောက်မကြသေးတော့ဗျာအခုလောက်မလေဘူး။မလေတော့နည်းနည်းပါဟိုသူမှရင်ကိုလိုက်ထောက်ကိုမှရင်သူလိုက်ထောက်ဆိုတဲ့ပုံစံမျိုးရှိသေးတယ်။ဒါပေမဲ့ဒီအဒီမှာနှစ်အောင်လုံးကလေးလန်နေတာ။နှစ်အောင်လုံးကလေးလန်နေတာဆိုတော့ speed ကြီး speed ကြီးအများကြီးအများကြီးပေးရတယ်။အထူးသဖြင့်ဗျာဒီအဒီမှာဆိုရင် Premier League ရဲ့ပြိုင်ဘက်အသင်းတွေကမနစ်ခတ်တဲ့တော့မတူဘူးဗျာ။မြန်နှုံးမြင့်နေကစားလာတယ်သူတို့ရဲ့ technique တွေကတော်တော်လေးဟိုမှာ highline ကစားတဲ့ highline defend ကစားတဲ့အသင်းတွေလို့ဆိုတော်တော်လေးတိုင်ပတ်တယ်တော်တော်လေးကိုမှတိုင်ပတ်အောင်လုပ်ထားတာဆိုတော့အဲ့လိုမျိုးအနေအထားမျိုးမှာလဘဘုကလည်း highline defend လည်းကစားတယ်လေးတယ်လေးတယ်ဆိုတော့ဗျာကျွန်တော်တို့ကခန်းစစ်ကအမြဲတမ်းလို့ goal ပြီးနေရဆိုတော့အဲ့ဒီနှစ်ယောက်ကလည်းအဆင်မပြေဘူးသူတို့ရဲ့အရန် blue ရှိတယ်ကျွန်တော်အဆောက်အအုံကလီယိုနီရှိတယ်ဗျာတကယ်တမ်းဆိုရင်ဗျာလီယိုနီဒါ ACM မှာဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဒီနေရာမှာအီဘရာဟီမကိုနာတေကို pressure လေးပေးပြီးတော့လီယိုနီကိုတစ်ခါတစ်ခါထုတ်စေခြင်းနဲ့ပုံစံမျိုးအထိထုတ်ပြီးတော့မြင်ရကောင်းမြင်ရနိုင်တယ် ထိုင်မဲ့လီယိုနီကကန်ဆိုးစွာနဲ့ပဲ ASEAN ဖြစ်တယ်။လီယိုနီ ASEAN ဖြစ်တာကသူ့တယောက်တည်းမဟုတ်ဘူး။ကျွန်တော်တို့လည်းပါဘူးတပါကန်ဆိုးစီ။သူတို့အဲ့ဒီနေရာမှာဂျိုကိုမတ်ရှိတယ်။ဂျိုကိုမတ်ကိုလည်းနှီးပြရမယုံပြအောင်။ဂျိုကိုမတ်ကလည်းပြမယုံဘူးဆိုရတယ်ဗျာ။သူခါရာပေါ်မှာသူကစားတယ်။သူကစားတဲ့ပုံစံကလည်းအခုချိန်ထိပြဂျိုကိုမတ်ကနည်းနည်းလေး struggle ဖြစ်နေတော့မယ်။ဆိုတော့ဂျိုကိုမတ်ကလည်းပြိုက်တဲ့အချိန်တုံးလို့ရတယ်ဆိုတဲ့ဇာတ်သမားလေးကပါမနေဘူး။ဆိုတော့အဲ့ဒီ CV နေရာမှာဘယ်သူမှရှိမနေဘူးဗျာ။ နီပြပြောလို့ပြဂရမ်ဘတ်တို့ဝါတာတို့အန်ဒိုတို့အဲလိုအပ်လို့ရှိရင်ရောဘတ်ဆန်တို့ကထည့်ကစားလို့ရတယ်ပိုဆိုးပြီဗျာတိလာကျွန်တော်ပြောချင်တာပိုဆိုးပြီအဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲပလိုင်းပေါက်နဲ့ဖားကောက်နေရတာထားတာပိုဆိုးမှာဆိုတော့အဲ့ဒီအရာကိုခဏထားပြီးတော့ကျွန်တော်တို့လက်ဘက်ကိုသွားကြည့်မယ်မီလိုကာကတ်ရှိမယ်အန်ဒီရောဘတ်ဆန်ရှိတယ်မီလိုကာကတ်ဒီယာဒီမှာအဆုတ်ပြတ်ဆုံးမယ်တိလာအဲ့နောက်တန်း၄ရောက်နေမှာမီလိုကာကတ်ကအဆုတ်ပြတ်ဆုံးမယ်တော့ကော်နာဘရက်ဒလီတို့မကောင်းဘူးဖရင်မောင်တို့မကောင်းဘူးဆိုတာတော့မီလိုကာကတ်လောက်မဆိုးဘူး သူကတော်တော်ဆိုးတယ်ကစားသမားပြတယ်တော့ဒါပေမဲ့လည်းမီလိုကာကရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တို့ဒါမှမမြင်တွေ့ရတယ်လို့ကိုပြောရမှာပေါ့လေလက်ရှိစွမ်းဆောင်ရည်တွေထဲမှာနောက်တန်းခန့်စဉ်၄ဦးညံမှာမီလိုကာကရဲ့စွမ်းဆောင်ရည်ကအညံ့ဆုံးပဲသူ crow ball တွေပြီးတယ်တလုံးမှအဆင်မပြေဘူးဗျ crow body ပြီးရတလုံးမှအဆင်မပြေဘူးသူတိုက်စစ်လိုက်ပါနှုံးနေတာကိုရီကပူနဲ့တူနေကြမှာဘယ်တော့မှနားလည်မှုကရှိမနေအဲ့ဒါကြီးကပြဿနာလေဘာလို့တော်တော်ကအဲ့ဒါကြီးကပြဿနာဖြစ်နေရဗျာဆိုတော့ကျွန်တော်တို့က နောက်တန်းခံစဉ်၄ဦးနေရာမှာဒီယာဒီမှာလက်ရှိပွဲစဉ်ရှေ့အပီးဒီဘယ်ကစားသမားတွေကစွမ်းဆောင်ရင် အကောင်းဆုံးလဲလို့မေးရင်ဒါဒီညမှာကျွန်တော်တို့တယောက်တော့တေချာပေါက်ရွေးရမယ်ဆိုရင်တော့ဘာဂေဘန်နိုင်ပဲရွေးရမယ်စဉ်းစားကြည့်နော်ဘာဂေဘန်နိုင်ပဲရွေးရမှာလက်ရှိဘာဂေဘန်နိုင်ကလဘာဘူးရဲ့တူကယ်ရီယာတက်တန်းတက်ရှောက်မှာဒီယာဒီကအဆိုးဆုံးပဲ ဘာဂေဗန်ဒိုက်ကသူ့တက်တန်းတက်ရှောင်းမှာလောဘူးကစားသမားဘိုးကမှာဒီယာတီအဆိုးဆုံးပဲအဆိုးဆုံးယာတီကိုဖျက်ချော်နေရတဲ့ဘာဂေဗန်ဒိုက်ကအသင်းမှာလက်ရှိခံစစ်ကြောင်းရဲ့အကောင်းဆုံးသောသမားဖြစ်နေတယ်ဆိုကြတဲ့ကဗျာကျွန်တော်တို့ခံစစ်ကဘလောက်ပြောင်းဆုတ်ပြတ်တက်နေဒါကိုလည်းကျွန်တော်တို့ကြီးကောင်းကောင်းမြင်နေရတယ်ဒါပေမဲ့အာနေစလော့ကဒါကိုကောင်းကောင်းပြုပြင်လာဖို့တော့လိုတယ်အာနေစလော့နေတူဒါကိုဘလို့ဖြစ်ရှင်းမလဲဘလို့ဖြစ်ရှင်းမလဲဒါကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေကျွန်တော်စောင့်ကြည့်အောင်ကလွယ်ပြီးတော့တခြားဘာမှလည်းကျွန်တော်တို့ကလုပ်မရအောင်ဆိုတော့ကျွန်တော်တို့ကိုယ်တွေကဒီခံစစ်ကြောင်းနဲ့ပတ်သက်ပြီးဘလို့မြင်냐 ဘလိုပြင်ရလဲဒီချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျ